မီကအိုဒဲစုပြောရရင်သူကစိတ်ကောင်းပေမဲ့ခဆူဆူခက်ပေပေနဲ့ပျော်ပျော်နေတတ်တဲ့သူပေါ့ဗျာအဲဒါကြောင့်ပဲသူသမီးလေးမွေးနေမှာပဲအရက်တွေတောက်ပြီးရန်ဖြစ်လို့ရဲစခန်းရောက်နေတာတော့တီတီငင်ငင်မနေနိုင်ပဲစိုးနေတော့ရဲစခန်းကဒီအတိုင်းလွတ်မပေးပဲသူတငယ်ချင်းလာမှလွတ်ပေးလိုက်တယ်အဲ့ဒီနေ့ကသူ့ဘဝရဲ့အပြောင်းလဲကြီးပြောင်းလဲမဲ့နေ့ရလို့တော့သူမသိခဲ့ဘူးပေါ့လေရဲစခန်းကထွက်လာတော့လဲမိုးကလည်းချုံနေပြီမို့သူအိမ်မပြန်ခင်သူသမီးလေးကိုမွေးနေ့လက်ဆောင်ယူလာပြီလို့ဖုံးဆက်ပြီး ူတင်ငယ်ချင်းကသူအိတ်ခေါ်လာမယ်လို့ဖုံးပြောနေတော့မှာပဲ။အိုတဲစုတယောက်ကိုရှာမတွေ့တော့ဘူး။တကယ်တော့သူကအချုပ်ခန်းတစ်ခုတည်းရောက်နေတာပါ။ရဲစခန်းတို့ထောင်တို့အချုပ်ခန်းတဲတော့မဟုတ်ဘူး။ဘယ်နေရာဘယ်ရောက်နေမှန်းမသိ။သူ့ကိုဘာကြောင့်ဖမ်းထားမယ်လဲမသိ။သူ့ကိုအခန်းတစ်ခုထဲမှာပိတ်လောင်ထားပြီးတော့အစောပိုင်းမှာတော့သူကဒေါသတကြီးနဲ့လုပ်ပေမဲ့လာချီပြီးကြာလာတဲ့အခါမှာစိတ်တွေပါကြောင်ချောချားဖြစ်လာတော့တယ်။ ပြီးတော့သူ့ကိုထိချုပ်ထားတာက gas ဝင်နဲ့အိပ်ပျော်အောင်လုပ်လိုက်တာပါပဲပြီးတော့သူ့ကိုစပင်တွေညှက်ပေးပြီးအခန်းထဲမှာပြန်ထားလိုက်တယ်သူ့မှာအပြင်နဲ့ဆက်သွယ်ဖို့ဆိုတာကလည်း TV မှာသတင်းကြည့်တာပဲရှိတယ်အချိန်တစ်နှစ်လောက်ကြာလာတော့စိတ်တွေလည်းတိတ်မမှန်တော့ပဲမညံအချို့လည်းပျောက်ဆုံးလာတယ် TV မှာသူ့ပျောက်ဆုံးကြောင်းသတင်းနဲ့သူ့အမျိုးသမီးကအသက်ခံရပြီးခြေရာနဲ့သွေးတွေကအိုတဲဆူလာတက်သွားတာလို့တက်တည်ရကြတာကိုကြားရတော့စိတ်ပူဖောက်သွားပြီး မှန်တွေကိုလက်သီးနဲ့ထိုးပြီးသတိမေ့သွားတဲ့အထိပဲနောက်ပိုင်းတော့လူသားနဲ့မတွေ့ရတာကြာလာတော့ကိုကိုကိုသွေးကြောဖြတ်ပြီးအဆုံးစီရင်လဲသူ့ကိုပြန်လဲကုသပေးပြီးမတေးအောင်ထားထားကြတယ်နောက်တော့သူလဲသူ့စိတ်ကိုသူထိန်းနိုင်ဖို့နဲ့သူ့ကိုဒီလိုလောက်တာဘသူလဲသိရအောင်သူနဲ့ရင်ဖြစ်ဖူးတဲ့သူတွေရဲ့နာမည်တွေကိုအကုန်လုံးချရပြီးသူဒီထဲမှာတွေ့ကြုံခံစားရတာတွေကိုချရတော့တယ်နေ့ရက်တွေနှစ်တွေဘလောက်ကြာနေမှလဲမသိတော့ဘူးဖြစ်ချင်တော့ဒီနေ့မှသူ့အတွက်ထွက်ပေါက်လမ်းစာတစ်ခုရလာတယ်အဲ့ဒါကတော့သူစားဖို့အတွက် တူပေးတဲ့နေရာမှာတူတစုံနှစ်ချောင်းမဟုတ်ပဲသုံးချောင်းဖြစ်နေတဲ့အတွက်တစ်ချောင်းကိုသူဖွက်ထားလိုက်တယ်ပြီးတော့မှသူ့ကိုသူအလကားမနေတော့ပဲလေ့ကျင့်ခန်းတွေလုပ်ပြီးကြန့်ခိုင်အောင်နေပြီးတော့သူ့ကိုဖမ်းတဲ့သူကိုပြန်လဲလက်စားချေဖို့ရည်ရွယ်ချက်တွေရှိလာတော့တယ်နေတိုင်းတိုက်ခတ်ရေးတွေကိုတီဗီကနေလေ့ကျင့်ပြီးကုံဆုံးသွားတဲ့နှစ်တွေကိုလည်းသူ့ရဲ့လက်မှာဆေးမြင့်တွေထိုးလာတော့တယ်အခုဆိုသူဒီအခိုင်နဲ့ရောက်ရှိခဲ့တာ6နှစ်တောင်ရှိသွားပြီသူဖွက်ထားတဲ့တူနဲ့နိုင်ရန်ကိုစတူးခဲ့တာ6နှစ်လောက်အကြာမှာတော့ နန်ရန်တစ်ဖက်ကိုဖောက်နိုင်သွားပြီးတော့15နှစ်လောက်ကြာမှာတော့တူနဲ့ဖောက်ခဲ့တဲ့နန်ရန်ဟာအပြင်ကိုပွင့်ထွက်သွားပြီးသူလာပိုင်းလောက်မှာပဲအပြင်ကိုထွက်ပြေးနိုင်တော့မှာဖြစ်တဲ့အတွက်ဒန်းငွေတွေကျလာတဲ့အခါမှာသူဖောက်နေတဲ့နန်ရန်ကိုဂရင်နဲ့ပိတ်ထားပြီးအိပ်ပျော်သွားတယ်မသိစိတ်နိုးတိုးရဲမှာပဲအမျိုးသမီးတစ်ယောက်ကရောက်လာပြီးတော့သူ့ကိုစိတ်ညွတ်နီးပညာနဲ့လှုပ်လိုက်တဲ့အခါမှာတော့အိုဒဲစုဟာတစ်တာတစ်လုံးတည်းကနေထွက်လာပြီး တိုက်ခေါင်မှုတနေရာကိုရောက်နေပါတော့တယ်။သူ့ဘဝရဲ့15နှစ်တာနေအောင်မမြင်ခဲ့ရတော့သူ့မျက်လုံးတွေလုံးဝမကြည့်နိုင်ပါဘူး။နောက်တော့လူသားတယောက်ကိုမမြင်ဘူးတာကြားပြီးဖြစ်တဲ့အိုရဲစုဟာလူသားတယောက်ကိုမြင်မြင်ချင်းမှပဲယူမတက်ကိုဖြစ်နေပါတော့တယ်။သူဟာလမ်းမှာတွေ့တဲ့ကောင်းလေးတယောက်စီကဆစ်လေးကိုလူတောက်ပြီးသူအနှစ်နှစ်လာလာ TV ကြည့်ပြီးရေးချင်းခဲ့တဲ့တိုက်ခိုက်ပညာတွေကိုထုတ်သုံးပြီးတော့ကောင်းလေးအုပ်စုကိုဖြိုလိုက်ပါတယ်။နောက်တော့သူလဲလမ်းဘေးတနေရာမှာအလှမွေးငါးတွေကိုထိုင်ကြည့်နေတော့သူ့လိုလူတယောက်ကသူ့ကိုဖုံးတစ်လုံးနဲ့ပတ်စံအချို့လာပေးသွားပါတယ်။ သူလည်းအပြင်ထွက်လာရင်ပထမဆုံးလှုပ်ချင်တဲ့ဆူရှီဆိုင်ကိုသွားပြီးဆူရှီစားနေတော့မှာပဲဖုံးတံမီလာလို့ကောက်ကင်လိုက်ပြီးဘသူလဲငါ့ကိုဘာလို့ပိတ်ထားခဲ့တာလဲမေးခြင်းပဲတိကျရင်သူတပွားလုံးဘာတွေလုပ်ခဲ့လဲပြန်စင်းစားကြည့်လို့ပြောပြီးဖုံးချသွားပါတယ်သူကဝန်ဆောင်မှုပေးတဲ့ကောင်မလေးကတော့သူကစကားတွေကြဲကြဲလောင်လောင်ပြောနေတော့အံ့ဩနေပါတယ်နောက်တော့သူလဲချလာတဲ့ရေပိုဝဲအရှင်တကောင်ကိုအကောင်လိုက်စားနေရင်ကောင်မလေးကသူ့ရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲသူတတိလိလင်းကျသွားပါတယ်သူပြန်နိုးလာတဲ့အချိန်မှာတော့ ဆိုင်ကကောင်မလေးရဲ့အိမ်မှာရောက်နေပြီးသူ့ရဲ့ထောင်ထဲမှာရေးထားတဲ့စာတွေကိုဖတ်ပြီးမျက်ရည်တွေတော့ကောင်မလေးကကျနေပါတယ်။သူလည်းသူရေးထားတဲ့စာအုပ်တွေကိုပြန်ယူပြီးဖွက်ထားလိုက်ပါတယ်။ကောင်မလေးကတော့သူ့ကိုတကားကိုပြင်ပမလားလို့ပြောပြီးအိမ်သာထဲဝင်ပြီးအိမ်သာတက်မလို့လုံနေတော့မှာပဲ။မိန်းကလေးတစ်ယောက်နဲ့15နှစ်လောက်မတွေ့ခဲ့ရဘူးတဲ့။အိုတဲဆူတစ်ယောက်ကအိမ်သာထဲကိုဝင်လာပြီးအတင်းကြံစီဖို့လုပ်ပါတယ်။ကောင်မလေးကခေါင်းကိုထုလိုက်တော့ပြန်ထွက်သွားပြီးကောင်မလေးကိုတောင်းပန်ပြီးဒီလိုဆက်မနေသင့်ဘူးဆိုပြီးသူထွက်သွားဖို့လုပ်ပေမဲ့ ခေါမာလေးကသူလဲအိုဒဲစုကိုစိတ်တန်ရာတွေရရှိခဲ့ပူပြီးအိုဒဲစုကိုမြင်မြင်ချင်းသဘောကျနေတာ ဖြစ်တဲ့အတွက်သူလိုချင်တာကိုအခုမပေးနိုင်ပေမဲ့နောက်တော့လိုက်ရောပါမယ်လို့ပြောတော့အိုဒဲစုလည်းထွက်မသွားတော့ပဲခေါမာလေးနဲ့အတူတယောက်တည်းဖြစ်သွားတဲ့သူသမီးတရင်ကိုစုံစမ်းတဲ့အခါမှာတော့သူသမီးကသူ့အချောင်းကိုနိုင်ငံခြားကနေလွန်ခဲ့တဲ့6နှစ်လောက်ကတော့ဆက်သွယ်မင်းမြန်လာခဲ့ပြီးထပ်မဆက်သွယ်လာတော့ပဲသူသမီးရဲ့နိုင်ငံခြားကလိမ့်စာကိုတော့ရရှိခဲ့ပါတယ်ဒါပေမဲ့အိုဒဲစုကသူသမီးကိုသွားမတွေ့ခင် သူ့ကိုဒီလိုပိတ်လောင်ခဲ့တဲ့လူကိုအရင်လက်စားချေအောင်မယ်ဆိုပြီးသူပထမဆုံးတရီထားမိတဲ့အစားထဲမှာပဇွန်တစပါလာတဲ့စိုင်းနာမီအတိုင်းဖုံးစာအုပ်ကနေနာမီတူတာတွေသွားပြီးသူ15နှစ်လောက်စားခဲ့တဲ့အရာသာဟုတ်မဟုတ်စမ်းသပ်ပါတယ်။တဆိုင်ကြီးတဆိုင်ကုံသွားပေမဲ့လည်းသူစားမှုတဲ့အရာသာမဟုတ်နေတော့လက်လျှော့ဖို့တောင်ဖြစ်နေပါပြီ။ဒါပေမဲ့သူဖုံးစာအုပ်ကစိုင်းနာမီတွေကိုလှန်လောကြည့်နေတော့ပါပဲ။ကောင်မလေးကအင်တာနက်ကလူတစ်ယောက်နဲ့စာရိုက်စကားပြောနေတာကိုတရီထားမိသွားပြီးသူလာကြည့်တဲ့အခါမှာတော့ သူ့နာမည်ကိုတက်ပြီးထောင်မှနေရတာဘလို့လဲမေးလာပြီးလိုင်းကြသွားပါတယ်။ဒါကြောင့်မဲ့ကောင်မလေးကိုသူလည်းမယုံတော့လို့နောက်ထပ်စားတော့ဆိုင်ဒီဇိုင်းကိုသူကိုယ်တိုင်သွားစားကြည့်တဲ့အခါမှာတော့ဆိုင်ကမှန်နေတဲ့အတွက်ဆိုင်ကအစားတော့ပို့သမားနောက်ကိုအမိလိုက်ပြီးသူ့ကိုဖမ်းချုပ်ထားခဲ့တဲ့နေရာကိုရှာတွေ့သွားပါတယ်။ပြီးတော့မှအဆောင်တယောက်ကိုတိုက်ခိုက်လိုက်ပြီးထောင်ရဲ့အဓိကကြီးစုနေတဲ့လူနေရာရောက်သွားပြီးတော့သူ့ကိုဘသူကဒီလိုပိတ်လောင်ခဲ့တာလဲဆိုပြီးတော့မှနှိမ့်ဆက်မေးပေမဲ့သူကဒီလိုလာပို့တဲ့သူကိုလုံးဝပိတ်ထားဖို့ဒါအဓိကဖြစ်ပြီး ခိုင်းတဲ့လူကိုမသိရပဲခိုင်းတဲ့အချိန်ကဖုံးပြောခဲ့တဲ့အတန်ဖိုင်ကိုပဲရှိလို့အဲ့ဒါကိုယူပြီးပြန်ထွက်လာမှတော့အဆောင်တွေကသူ့ကိုတိုက်ခိုက်လို့ပြန်လဲတိုက်ခိုက်တဲ့အချိန်မှာသူလဲပြန်လဲခုခံနိုင်ပေမဲ့အများနဲ့တယောက်ဆိုတော့ထိခိုက်ဒဏ်ရာရပြီးလမ်းမှာမေ့လဲဖို့ဖြစ်နေတော့မှာပဲလူတယောက်ကသူ့ကိုတွဲပြီး ကောင်မလေးနေတဲ့လိပ်စာကိုတက်စီစီယာကိုပေးပြီးတော့သူ့နာမည်ကိုလည်းပြောသွားတဲ့အတွက်ဟိုတဲစုတယောက်တက်စီဘိုကိုပါသွားပြီမဲ့သူ့ကိုဒီလိုလှုပ်တဲ့သူရဲ့မျက်နှာကိုသတိစရာမြင်လိုက်ရပါတယ်နောက်တော့သူပြန်တတိယလာတဲ့အခါမှာတော့သူ့ရဲ့တန်ရာတွေကိုကောင်မလေးကကုပေးထားပြီးအိပ်ပြောနေပါတယ်သူလည်းပါလာတဲ့တိတ်ခွေကိုနားထောင်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကိုဘာလို့ထောင်ထဲထည့်ကျင်တာလဲဆိုရင်စကားအယမ်းများလို့တဲ့အကြောင်းပြချက်ကိုသူသိလိုက်ရပါတယ်သူနားထောင်နေတာကိုတနေရာကနေချောင်းကြည့်နေတာကိုတော့ဦးတဲစုတယောက် တတိမထားမိပါဘူးအဲ့ဒါနဲ့သူလဲသူမပြောင်းဆုံးခင်ကအတူရှိခဲ့တဲ့သူ့ရဲ့တငငချင်းစီသွားပြီးဘသူဖြစ်နိုင်မလဲဆိုတာဆွေးနွေးကြပါတယ်နောက်တော့အင်တာနက်ဆိုင်ဖွင့်ထားတဲ့သူ့ရဲ့တငငချင်းစီမှာပဲကောင်မလေးရဲ့အကောင့်ကနေစကားပြောနေကြတဲ့အကြကိုစကားပြောကြည့်တဲ့အခါမှာတော့သူ့အကြောင်းတွေကိုသိနေတဲ့အတွက်ကောင်မလေးကိုသူ့အကြောင်းတွေပြောထားတယ်ဆိုပြီးသူလဲအတင်းမင်းနေတော့မှာပဲသူတငယ်ချင်းက evergreen ဆိုသူရဲ့လိပ်စာကိုတည်ရတော့မှသူနေတဲ့တိုက်ခန်းရဲ့ဘေးကရက်ကမှန်တည်သွားလို့သွားတဲ့အခါမှာတော့သူ့ကိုကားထဲကိုထည့်ပေးတဲ့သူနဲ့နောက်တစ်ယောက်ရှိနေပြီး ဘသူလဲမေးတဲ့အခါမှာတော့သူ့ဘာသာသူ ရှာဖွေရမှာဖြစ်ပြီးအချိန်၅ရက်ပေးပြီးတော့မဖြေရှင်းနိုင်ရင်သူ့ရဲ့ကောင်မလေးမီရိုကိုတတ်မှာဖြစ်ပြီးတော့ဖြေရှင်းနိုင်ရင်တော့သူ့ကိုယ်သူတတ်တည်ပေးမယ်ဆိုတဲ့သဘောတူညီချက်ကိုလုပ်ပါတယ်သူလဲမြင်မြင်ချင်းမှာပဲပါလာတဲ့တူနဲ့တတ်လိုက်ခြင်းပေမဲ့ဘာကြောင့်သူ့ကို15နှစ်တောင် ပိတ်လောင်ခဲ့လဲဆိုတာကိုသိချင်ပြီး Evergreen ဆိုသူရှင်းပြချက်မှာ Evergreen ကိုယ်တိုင်ကသူ့ကိုယ်သူအချိန်မရွေးတတ်တည်နိုင်အောင်လုပ်ထားပြီးအိုဒဲစုကိုလည်းဘာလို့15နှစ်တောင်ပိတ်လောင်ခဲ့လဲဆိုတာဖွင့်စေခြင်းပြောသွားပြီး ပြန်ထွက်သွားပါတယ်သူတို့ပြန်ထွက်သွားချင်းချင်းပါပဲကောင်မလေးအခန်းကိုအပြေးသွားရင်မှာတော့သူနှိမ့်ဆက်ခဲ့တဲ့လူကပြန်လာပြီးကောင်မလေးကိုဖမ်းထားပါတယ်အချောင်းကတော့အိုဒဲစုသူ့ကိုလှုပ်ခဲ့တယ်လို့သွားတွေပြန်နှုတ်ပြီးလက်စားချေကိုလှုပ်ချိန်ပါပဲထောင်ပိုင်ရှင်ကို Evergreen ကငွေပေးပြီးမလှုပ်ဖို့တားလိုက်ပါတယ်အိုဒဲစုလည်းမင်းလက်ကိုငါဖျက်မယ်ဆိုပြီးချိန်ဝါပြီးပြန်လဲတိုက်ခတ်ဖို့လှုပ်ပေမဲ့သူပဲအကန့်ခံရပြီးလက်ကြံခဲ့ပါတော့တယ် Evergreen ဆိုတဲ့သူကတော့အရန်ကိုချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပြီး သူဒီလောက်ချမ်းသာနေတာကိုဘာလို့ကိုကိုကိုတတ်တင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူတယောက်ရဲ့ဘဝကိုပြန်ပြီးစုံစမ်းခိုင်းတာလဲဘာလို့အိုရဲစုကို15နှစ်တောင်ပိတ်လောင်ခဲ့လဲဆိုတာမေးစရာတွေဖြစ်လာပါတယ်အိုရဲစုနဲ့မီတူလဲသူတို့နေတဲ့တိုက်ခန်းကမလုံးကျုံတော်ဘူးဆိုတာသိသွားတော့နှစ်ယောက်လုံးတနေရာကိုထွက်ပြေးကြပါတယ်ဒါပေမဲ့သူတို့ဘဲကိုထွက်ပြေးနေတယ်ဘာစကားတွေပြောနေလဲဆိုတာကို Evergreen ကအကုန်လုံးသိနေပါတယ်ဆိုတာကိုတော့ဟိုတဲစုတို့သတိမထားမိပါဘူးအဲ့ဒီညမှာပဲ ိုဂျင်တာအိုဂျင်ကြီးဆိုတဲ့အတိုင်းအိုဒဲဆုနဲ့မီတိုတို့ထွက်ပြေးရင်းနဲ့ဟိုတယ်တစ်ခုမှာလက်ထွန်ကြပါတယ်။အိုဒဲဆုလည်းကောင်မလေးပေါ်မှာတန်ရောစင်တွေဖြစ်နေပြီးကောင်မလေးကလည်းအိုဒဲဆုကိုချစ်နေပါပြီ။အဲနောက်တော့သူတို့အိမ်နေတုန်းမှာပဲသူတို့ခန်းထဲကို gas ကိုတွေလွတ်ပြီးသူတို့အတွက်ပါဆယ်တစ်ခုကို Evergreen ကထားခဲ့တာကိုအိုဒဲဆုတို့ပြန်နိုးလာတဲ့အချိန်မှာတွေ့လိုက်ရတော့ဖွင့်ကြည့်တဲ့အခါမှာတော့ သူလက်ဖြတ်မယ်လို့ပြောခဲ့တဲ့လူရဲ့လက်ဖြစ်နေတာကိုတွေ့ရတော့မှ Evergreen က "तू မရှိတဲ့နေရာမှာပြောခဲ့တဲ့စကားကို तू ဘာလို့သိနေတာလဲ"ဆိုတာတန်တရားရှိသွားပြီးတော့သူ့ရဲ့အင်ဂျီတွေဖက်နက်တွေကိုစစ်ကြည့်တဲ့အခါမှာတော့အတန်ဖန်ဆက်တွေအများကြီးကိုတွေ့ရတာပါပဲ။အဲ့ဒီအတန်ဖန်ဆက်တွေကိုဖယ်ပြီးတော့မှ"ဦးတဲဆိုလဲသူ့အကြောင်းကိုပြန်လဲရှာဖွေရမှာဖြစ်ပြီး तू လည်းမမှတ်မိတော့ဘူးဖြစ်နေတော့ Evergreen ဆိုတဲ့နာမည်နဲ့တိုက်ဆိုင်တာတွေရှာကြည့်တဲ့အခါမှာတော့သူငငယ်ကနေခဲ့ဘူးတဲ့အကြောင်းတစ်ကြောင်းဖြစ်နေတာကိုသိသွားပြီး တွားရောက်စုံစမ်းတဲ့အခါမှာတော့ Evergreen ဆိုသူမှာ Lee Woo Jin ဆိုသူဖြစ်ပြီး Oh Dae Soo လည်းသူတငယ်ချင်းကိုဖုံးဆက်မေးပေမဲ့သူတငယ်ချင်းကတော့မသိပါဘူး။ဒါပေမဲ့ចောင်းရဲ့စာအုပ်ထဲမှာပဲသူရှာရမဲ့လမ်းစာတစ်ခုကို Evergreen ကထည့်ထားပေးပါတယ်။အဲ့ဒါကတော့ကောင်မလေးတယောက်ရဲ့နာမည် Lee Soo Soo ကြီးပါလာတော့သူတငယ်ချင်းက Lee Soo ကိုသိပြီးသူက Oh Dae Soo ចောင်းကနေပြောင်းပြီးနောက်နှစ်မှာပဲတရားပေါ်ကနေမြစ်ထဲကြပြီးတည်ဆုံသွားတဲ့အရန်ချမ်းသာတဲ့မိသားစုဖြစ်ကြောင်းနဲ့ ကောင်မလေးကမသေးဆုံးမီတရောင်းနဲ့ဘာညာဖြစ်သွားကြောင်းကောင်မလေးမကောင်းကြောင်းတွေကိုလွတ်လပ်စွာပြောနေပေမဲ့သူ့ရဲ့အင်တာနက်ဆိုင်မှာရောက်နေတဲ့ဦးချင်းဆိုသူ Evergreen ဟာအဲ့ဒါတွေကိုတိတ်တခိုးနားထောင်နေပြီးမခံနိုင်တဲ့အဆုံးမှာ CD ပြားကိုချိုးပြီး Odesu ရဲ့တငယ်ချင်းကိုတိုက်ခိုက်လိုက်ပါတယ်။ Odesu ကိုတော့ပြပြတာမှာ Lee So ဆိုတာဟာ Evergreen ဆိုတဲ့ဝူချင်းရဲ့ညီမဖြစ်နေပြီသူညီမကိုဒီလိုပြောလို့အိုရဲစုရဲ့တငယ်ချင်းကိုတတ်လိုက်တာလို့ပြောပြတော့အိုရဲစုလည်းမိကုံရန်ကုံဖြစ်ပြီးသူ့ရဲ့ကောင်မလေးကိုမထိခိုက်စေချင်တဲ့အတွက်လက်အဖြတ်ခံလိုက်ရတဲ့သူရဲ့ထောင်မှာအပြင်မှာထပ်ပိုလုံးညုံတာမှုကောင်မလေးကိုထားပြီးလီဆိုကိုတိနိုင်မဲ့သူစီလိုက်တော့မှ လီဆိုကိုကိုကိုတက်တရားတဲ့အကြောင်းရင်းဟာကိုဝင်ရလို့ဖြစ်နိုင်ပြီးသူတယောက်နဲ့တော့အပြင်မှာချင်းတွေ့တာရှိတာသိပေမဲ့ပြောပြတဲ့ကောင်မလေးလည်းဘသူလည်းမသိတော့သိနိုင်မဲ့သူကိုဖုံးဆက်မေးလိုက်တဲ့အခါမှာတော့အဲ့ဒီကောင်မလေးရဲ့ချင်းတွေ့နေတဲ့သူကိုသိနိုင်မဲ့သူကအိုတဲစုကိုယ်တိုင်ပဲဖြစ်တာကိုသိရတော့မှသူလည်းသူနေခဲ့ဘူးတဲ့အကြောင်းကိုပြန်သွားပြီးငငယ်ကအကြောင်းလေးကိုပြန်စဉ်းစားလိုက်တဲ့အခါမှာတော့သူငငယ်ကခရိယန်အကြောင်းတစ်ခုမှာကောင်မလေးတယောက်ကိုသိခဲ့ပြီး အဲ့ဒီကောင်မလေးကကောင်လေးတယောက်နဲ့အခန်းထဲမှာချင်းတွေ့နေပြီးတော့အဲ့ဒီကောင်လေးကဓာတ်ပုံတွေရိုက်ပေးနေပြီးနောက်မှာတော့နှစ်ကိုကြားကိစ္စတွေဆက်ဖြစ်လာတာကိုဦးဒဲစုကချောင်းကြည့်နေပါတယ်။ကောင်လေးနဲ့ကောင်မလေးလည်းနှစ်ယောက်တည်းရှိနေတဲ့အမှတ်နဲ့ပျော်ရှင်စွာဖြစ်နေပေမဲ့ကောင်မလေးကသူ့ကိုယ်သူမှန်နဲ့ကြည့်နေချိန်မှာပဲဦးဒဲစုချောင်းကြည့်နေတာကိုတွေ့သွားပါတော့တယ်။နောက်တော့ဦးဒဲစုလည်းယောက်ျားလေးတို့တဘာဝသူတွေ့ခဲ့တာတွေကိုသူတင်ငယ်ချင်းတယောက်ကိုပြောပြရင်းနဲ့တကြောင်လုံးပြန့်သွားပါတော့တယ်။တကယ်တော့ကောင်မလေးနဲ့အဲ့လိုဖြစ်ခဲ့တဲ့သူကတခြားသူမဟုတ်ပဲကောင်မလေးရဲ့အကိုရင်း evergreen ဆိုသူဝူချင်းကိုတိုင်ဖြစ်နေတာပါပဲဒီလိုတိသွားပြီးတဲ့နောက်မှာတော့ Odell ဆိုလည်းဝူချင်းရှိမဲ့နေရာကိုလိုက်သွားပြီးသူဟာမောင်နှမချင်းဒီလိုတွေဖြစ်ခဲ့ပြီးသူလည်းအချောင်းဆုံးတိအောင်လုပ်ခဲ့ပြီးမို့ဂရီးတွေပေးထားတဲ့အတိုင်းဝူချင်းကို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 အဆုံးစီရင်မှုပြောပါတော့တယ်။ဝူချင်းလည်းသူ့ညမတေဆုံးရတဲ့အကြောင်းမှာသူတို့နှစ်ယောက်ဒီလိုဖြစ်ခဲ့တာကိုအိုဒဲဆုကရှောက်ပြောပြီးတချောင်းလုံးတိသွားပြီးကိုဝင်မှာရှိနေပါတယ်ဆိုတာမျိုးတွေအိုဒဲဆုကပြောတဲ့အတွက် ဒီလိုတေရတာလို့ပြောလာတဲ့အခါမှာတော့အိုဒဲစုကလည်း"သူမတေဆုံးရတာမှာဝူချင်းကိုယ်တိုင်ကတက်လိုက်တာဖြစ်တယ်"ဆိုတာကိုတက်တင်နဲ့ပြပါတယ်။ကောင်မာလေးတေဆုံးတဲ့တကားမှာဝူချင်းကနောက်ဆုံးဓာတ်ပုံရိုက်ပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။အဲဒီတော့မှဝူချင်းကအိုဒဲစုရဲ့မှတ်ဉာဏ်အချို့ကိုဖျက်ပစ်ခဲ့ရတဲ့အကြောင်းအပြင်သူ့ရဲ့ကောင်မာလေးမိသူဘူပါမှတ်ဉာဏ်တွေကိုစိတ်ညှို့ပညာသုံးပြီးဖျက်ဆီးခဲ့ပြီးတော့သူတို့နှစ်ယောက်မစုံစုံအောင်ကို အကြံအစီနဲ့လုပ်ခဲ့တာဖြစ်ပြီးသူ့ကိုဘာကြောင့်15နှစ်တောင်ပိတ်လောင်ခဲ့ရလဲဆိုတာသိကျင်ရင်ဒီအထုပ်ကိုဖွင့်ကြည့်ဖို့ဆိုပြီးအထုပ်တစ်ထုပ်ကိုထိုးပြပါတော့တယ်။ဦးရဲစုလည်းအရန်သိကျင်နေတဲ့အကြောင်းကိုသိရဖို့အတွက်အထုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့သူ့မိမရဲ့သူ့ရဲ့လာသားရွယ်သမီးလေးရဲ့ဓာတ်ပုံကိုတွေ့ရပြီးနောက်ပိုင်းမှာတော့သူ့သမီးလေးကြီးပြင်းလာတဲ့ပုံတွေကိုကြည့်နေရင်းနဲ့မှအခုသူနဲ့အတူတူနေတဲ့သူ့ရဲ့ကောင်မလေးဟာသူ့ရဲ့သမီးအရင် ြစ်နေတာကိုသိသွားပါတော့တယ်။နောက်တော့မိတူကိုထားထားတဲ့နေရာတွေကလည်းဝူရင်းရဲ့လက်အောက်ခံလူတွေဖြစ်တော့သူ့ရဲ့ဓာတ်ပုံတွေထည့်ထားတဲ့အထုပ်ကိုပို့ထားပြီးအထုပ်အချောင်းကိုလာပေးတဲ့အကြောင်းသူ့အဖေနဲ့ဖုံပြောခိုင်းပါတယ်။ဟိုတည်းဆိုလဲမိတူတိသွားမှဆိုးတဲ့အတွက်အထုပ်ကိုမဖွင့်ဖို့အတန်တန်မှာပြီးမိတူကိုဒီအချောင်းတွေကိုမသိစေပဲသူ့ပါဇက်ကဒီလိုပြောမိလို့ဖြစ်ရတာပါဆိုပြီးတောင်းပန်ပါတော့တယ်။ပြီးတော့မှသူ့ပါခိုင်းခိုင်းခွေးလိုပဲလှုပ်ခိုင်းလှုပ်ခိုင်းလှုပ်ပါမယ်လို့ဝူချင်းကိုတောင်းပန်နေပြီးမိတူကိုသာမသိအောင်လှုပ်ပေးဖို့ သူ့ရှာဖို့သူဖြတ်လိုက်ပါတော့တယ်နောက်တော့ဝူချင်းကမိတို့နေရာကသူ့လူရဲ့လူကိုဖုံးဆက်ပြီးဓာတ်ပုံကိုမဖွင့်ခိုင်းဖို့ဝူချင်းကပြောလိုက်ပါတယ်တကယ်တော့ဝူချင်းဟာသူ့နဲ့သူ့ညီမအကြောင်းကိုတပုတ်လေလွင်ပြောခဲ့တဲ့အိုဒဲစုကိုသူ့လူပဲခန်းစားရအောင် ပြန်လက်စားချခဲ့တာဖြစ်ပြီးအဲ့ဒီနေ့လီဆိုနဲ့သူတကားမှရှိနေခဲ့ပြီးတော့လီဆိုကိုလွတ်မချခြင်းလို့ဝူချင်းကပြန်ဆွဲတင်ခဲ့ပေမဲ့လီဆိုကိုယ်တိုင်ကမခံစားနိုင်တော့လို့သူ့လက်ကနေရုံးထွက်သွားခဲ့တာပါဝူချင်းကိုယ်တိုင်လည်းဒီလိုလက်စားချပြီးပြီးနောက်မှာတော့သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ် ဒီနေရာမှာပဲဇလန်လေးကိုကျွန်တော်အဆုံးတက်လိုက်ပြရစီခင်ဗျာကျေးဇူးများကြီးတင်ပါတယ်